အလုံးပဲမင်္ဂလာပါရှင် ကျမကတော့ဇီဂျိုနေဟော်မုန်းယောဂအထူးကူပေါမောက်ခဒေါက်တာတန်တန်းကြီးဖြစ်ပါတယ်လက်ရှိမှာတော့ကျမဟာမြန်မာနိုင်ငံဇီဂျိုသွေးဂျိုအသင်း၏ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်လည်းရှိပါတယ်ယနေ့ပြောကြားမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ကျမတို့အကျိုးဇီဂျိုမှာဇီဂျိုမဖြစ်အောင်ကာကွယ်ခြင်းဆိုတဲ့အရေးကြီးတဲ့နော်ကျမရဲ့ပညာပေးအကြောင်းအရာဒီတစ်ခုဖြစ်ပါတယ်ရှင် ထမဦးဆုံးအကျိုးစီးကျိုးဆိုတာဘာလဲဆိုတာအရင်ဆုံးပြောပြပါမယ်။အကျိုးစီးကျိုးဆိုတာကတော့သွေးရင်းတကြားဓာတ်တွေဟာနော်စီးကျိုးယောဂအဆင့်အထိမရောက်သေးတော့လေရှိသင့်တာတဲ့ပို့ပြီးတော့အဲများပြားနေတယ်စီးကျိုးအဆင့်အမျိုးအစားနှိဆိုတဲ့နော်တတ်မှတ်ချက်ကိုမရောက်သေးပေမဲ့အဲတာမန်တဲ့များနေတဲ့အဆင့်ကို အကျိုးစီးကျိုးလို့ကျမတို့ပြောကြားလိုပါတယ်နော်တတ်မှတ်ခြင်းဖြစ်ပါတယ် အကျိုးစီးချိုရဲ့ definition ပေါ့သတ်မှတ်ချက်ကဆိုလို့ရှင်ကျမတို့၃လပြမြ HbA1c ဆိုတာကိုစစ်လိုက်လို့ရှိရင်နော်၅သတ္တမ9အောက်ဆိုရင်လူတိုင်းက normal ပေါ့နော်အဲ6သတ္တမ4ထဲ6သတ္တမ5ထဲကြော်ရင်စီးချိုဖြစ်ပါတယ်ဒီနှစ်ခုရဲ့အကြားမှာ5သတ္တမ9နဲ့6သတ္တမ4အတွင်းမှာဆိုလို့ရှိရင်ကျမတို့အကျိုးစီးချိုလို့သတ်မှတ်ပါတယ်သွေးအတွင်းတကြားဓာတ်နဲ့စစ်ဆေးမယ်ဆိုရင်တော့ နော်နာနဲ့အစောဆုံး၈နာရီအစာဖြတ်ပြီးတော့ကျမတို့စီးကျိုစစ်မယ်ဆိုလို့ရှိရင်တရားတဲ့ကြော်သွားပြီဆိုလို့ရှိရင်အကျိုးစီးကျိုကာလာလို့ပြောလို့ရပါတယ်တကယ်တော့တရားနဲ့25ကြော်ရင်စီးကျိုသွေးကျိုဖြစ်ပါတယ်ဆိုတော့တရားနဲ့125အကြာဆိုရင်အကျိုးစီးကျိုလို့ခေါ်ပါတယ်နော်ပို့ပြီးတော့သေးချောင်ပေါ့နော်စောစောလေးပို့တိရတာအခြားနီလန်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင် OGTT လို့ခေါ်တယ် oral glucose tolerance test အဲ့ဒါကသွေးတကြားဓာတ်ကို ပို့ပြီးတော့မြင့်ပြီးတော့လीနော်စစ်တဲ့ဟာအဲ့ဒါက glucose 75 gram ကိုနော်ဒီနာနဲ့စောစောအစာမစားခင်စစ်ပြီးတော့အခါမှာတောက်တယ်တောက်ပြီးတော့နှစ်နာရီအခြားမှာကျွန်တော်သွေးကြိုပြန်စစ်ပါတယ်အဲ့လိုစစ်တဲ့အခါကြာလို့ရှင်စောစောကပြောတယ်နာနဲ့စောစော100ကျော်မယ်အချိုရီတောက်ပြီး140ကျော်တယ်ဆိုရင်ဒါကျွန်တော်အချိုစီးကြိုခေါ်ပါတယ် နှစ်ရာတည်းလည်းမကျော်ဘူးဆိုရင်ဂျိုစီဂျိုလို့ခေါ်ပါလေရှင်။ဒီအဂျိုစီဂျိုကိုဘယ်သူတွေမှစစ်တင်လဲဆိုလို့ရှင်နော်။ကျမတို့ဒီအသက်35နှစ်ကျော်တဲ့သူအလုံးကမိမိခန္ဓာကိုယ်အလေးချိန်ဝလွန်ကဲခြင်းမိဘဆွေမျိုးမောင်မောင်နှမတွေမှာစီဂျိုသွေးဂျိုရှိခြင်းကိုလည်းလှုပ်ရှားမှုနည်းပါးခြင်းနော်နှလုံးနဲ့သွေးကြောဆိုင်ရာသွေးတိုးယောဂါများရှိခြင်း သွေးတွင်းအဆီပြားခြင်းပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်စစ်သင့်ပါတယ်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ယခင်ကကိုဝင်ဆောင်စီးကြပေါ့နော်ဖြစ်ပူးတဲ့ဆိုလို့ရှိရင်အဲစစ်သင့်ပါတယ်အသက်35နှစ်ကျော်မှဆင်းရမယ်ဆိုတော့လေတချို့အသက်ငယ်သေးတဲ့လူတွေမှာရောဖြစ်နိုင်လားဆိုလို့ရှိရင်အဲတချို့ငယ်တဲ့သူတွေမှာ ကိုယ်အလေးချိန်များနေခြင်းနော်အဝလွန်ခြင်းရှိနေမယ်ဆိုလို့ရှိရင်အခြားအချက်တစ်ခုကိုကြည့်လိုက်ပါ ဝါလဲဝါတယ်ဆွေမျိုးမောင်နှမတွေမှာလည်းရှိတယ်စီးကြိုရှိတယ်ဆိုရင်စစ်သင်ပါတယ်အဲသို့မဟုတ်မိဘအဲမိခင်ဖက်ကမျိုးရိုးရှိတယ်ဆိုလို့ရှိရင်လည်းစစ်သင်ပါတယ်နော်နောက်တစ်ခုကတော့အင်ဆူလင်ကိုတွန်းခံအားပေါ့နော်အင်ဆူလင် resistance ဆိုတဲ့လက္ခဏာတွေအဲ့ဒါတော့သွေးတိုးစီးကြိုနော်သွေးတိုးအဆီများခြင်းအဲ့ဒါတွေရှိတယ်ဆိုရင်ဒီကလေးကိုလည်းအဲဒါကျိုးစီးကျိုးအတွက်စီးကျိုးစစ်သင့်ပါတယ်เนาะဆိုတော့အကျိုးစီးကျိုးကဘာလို့เนาะ အဲအရေးကြီးလဲဆိုလို့ရှိရင်စမ်းစစ်မှုတွေမှာကြီးလိုက်မယ်ဆိုရင်ကျမတို့အမေရိကန်မှာဆိုလို့ရှိရင်၃ယောက်မှာ၁ယောက်ကဒီအကျိုးစီးကျိုးအဆင့်ကိုဖြစ်နေတာတွေ့ရတယ်။ကျမတို့မြန်မာနိုင်ငံဆိုရင်2014ခုနှစ်မှာစမ်းစစ်ချက်အရဆိုလို့ရှိရင်၅ယောက်မှာ၁ယောက်ကတော့အကျိုးစီးကျိုးအဆင့်ကိုဖြစ်နေတယ်ပေါ့နော်။ပိုဆိုးတာကဒီ၅ယောက်၁ယောက်မှာဖြစ်တဲ့အပြင်ပိုဆိုးတာက80ရာခိုင်နှုန်းသောသူတွေဟာဆိုလို့ရှိရင်မိမိကိုယ်ကိုမိမိ ဒီလိုမျိုးဖြစ်နေမှန်းကို မသိတာဖြစ်ပါတယ်เนาะမသိတဲ့အတွက်ကြောင့်ကာကွယ်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးရှင်ဆိုတော့စမ်းစစ်မှုလုံးတဲ့မလုံးတဲ့ကိုเนาะဒီ score တစ်ခုနဲ့တွက်ကြည့်လို့ရတယ်ပေါ့เนาะ ADA ပေါ့ ADA ဆိုတာ American Diabetes Association ကနေထုတ်ပေးထားတဲ့ဒီဇယားလေးတစ်ခုရှိပါတယ်အခုဖော်ပြတဲ့ဒီဇယားမှာဆိုလို့ရှင်เนาะဒီကိုယ်နဲ့သက်ဆိုင်တဲ့အဟာလေးတွေကို ကြည့်ပြီးတော့အမှတ်ပေးလိုက်မယ်ဆိုလို့ရှိရင်အမှတ်ပေးကြည့်မယ်ဆိုရင်9နှစ်အထက်ပေါ့နော်ဒီအမှတ်တွေကိုပေါင်းလိုက်လို့9နှစ်အထက်ရရှိတဲ့သူတွေဆိုရင်တော့ဒါစပြီးတော့ဆစ်လို့ဆစ်ရပါမယ်နော်ဒါစီးချိုအချိုဖြစ်နိုင်တယ်သူမစီးချိုဖြစ်နိုင်တယ်ဒီလူတွေအကုန်လုံးက risk များပါတယ်ဆစ်ဖို့လိုပါတယ်ဆိုဒီအကျိုးစီးကျိုတွေကောနော်စီးကျိုယောဂမဖြစ်အောင်ဘယ်လိုကာကွယ်မလဲနော်ဒါအကျိုးစီးကျိုတွေကအများဖြစ်တော့ เนาะနောက်တနေ့မှာတော့စီချိုဖြစ်ဖို့များပါတယ်เนาะနောက်တနေ့အဖြစ်ပြောမယ်ဆိုရင် စီချိုမျိုးစားနှစ်တရာဆိုရင်เนาะစီချိုတကယ်မဖြစ်ခင်မှာအကျိုးစီချိုဆိုတဲ့เนาะချိန်ကာလကိုကြော်ဖြတ်ကြရပါတယ်အကျိုးစီချိုဖြစ်နေချိန်မှာကျမတို့စီချိုမဖြစ်အောင်ကာကွယ်ဖို့အလိုအရေးကြီးပါတယ်ကျိုးစီးကျိုးသွေးကျိုးကနေပြီးတော့သွေးကျိုးယောဂမဖြစ်အောင်เนาะတားဆီးနိုင်ပါသလားပေါ့เนาะကျမတို့တကယ်တော့ ဟုတ်ပါတယ်တားဆီးလို့ရနိုင်ပါတယ်နော်ဘယ်လိုကကွယ်ရမလဲဆိုတာကိုကျမတို့ဆက်လက်ပြောပါမယ်နော်စီချိုတားဆီးတဲ့နေရာမှာနော်တကယ်တော့ဒါဘလောက်သေးချာလို့လဲလို့မေးခွန်းလေးမေးလာမယ်ဆိုလို့ရှိရင်တကယ်တကဘာလုံးမှာစမ်းစစ်ထားတဲ့နော်ထင်ရှားသောသူတေသနာတွေရှိပါတယ်နော်အဲ့ဒါကတော့ဒီပထမဆုံးဆိုလို့ရှိရင် DPP ဆိုတာကအမေရိကန်မှာလူပေါင်းများစွာကိုနော်အကျိုးစီးကျိုးဖြစ်နေတဲ့သူတွေကိုသူတို့ เนาะကျိုးစီးကျိုးမဖြစ်အောင်ကာကွယ်တဲ့เนาะ life style ကိုပြုပြင်ပြီးတော့ကာကွယ်တဲ့အဲเนาะသူတည်တနာဖြစ်ပါတယ်เนาะအဲ့ဒါရဲ့အဲ့ဒါလည်းအလွန်ထင်ရှားပါတယ်เนาะတခြားထင်ရှားတဲ့သူတည်တနာတွေမှာဆိုရင် finish born finish diabetes prevention study ပေါ့เนาะ finland မှာလုပ်ထားတဲ့เนาะဒီ study လေးဖြစ်ပါတယ် ။နောက် Tajin Study ဆိုတာကတော့တရုတ်နိုင်ငံမှာလုပ်ထားတဲ့ study တွေဖြစ်ပါတယ်။ဒီ study တွေကအလွန်ထင်ရှားပြီးတော့ဒီစီးကျိုသွေးကြိုကို တားဆီးနိုင်တယ်ဆိုတာဆိုတဲ့တာတကားကိုအထင်ရှားပြသခဲ့ပါတယ်။ Diabetes Prevention Program ဆိုတဲ့ American ရဲ့စမ်းစစ်ချက်မှာဆိုလို့ရှိရင်ဒီပုံမှာကြည့်မယ်ဆိုလို့ရှိရင်เนาะသူကတော့ဒီ lifestyle ကိုပြုပြင်ပြီးတော့ ဒါစီးချင်းကိုလုတ်ပါတယ်တချို့တွေတော့နော်သူနဲ့နိုင်ရှင်ပြီးတော့မက်ဖော်မင်ကျွေးပြီးတော့နော်ဒါစီးချင်းကိုလုတ်ကြည့်ပါတယ်တချို့လူတွေက control အနေနဲ့ကတော့ဘာမှဆေးမပေး life style လည်းမလုတ်ပဲဒီတိုင်းထားကြည့်တဲ့အခါမှာနော်ဒီ၃နှစ်ကြာတဲ့အခါမှာဆိုလို့ရှိရင်စီးချိုသွေးချိုဟာဒီ58ရာခိုင်နှုန်းပေါ့နော် life style တစ်ခုတည်းလုတ်တဲ့အတောင်မှာ58ရာခိုင်နှုန်းဆိုတော့60ရာခိုင်နှုန်းနီးပါးကာကွယ်လို့ရတာဟုတ် နော်ဒီအားရစွာတွေးရှိရပါတယ်နော်ထို့အပြင် metformin သုံးပြီးတော့နော်တားဆီးကြည့်တဲ့အခါကျတော့သူကတော့37ရာခိုင်နှုန်းပဲကာကွယ်လို့ရတယ်ဆိုတော့ဒီမှာမှတ်သားစရာတစ်ခုကဆေးတောက်တာကနော် life size ပြုပြင်ခြင်းကိုမမှီပါဘူးနော်အဲ့ဒီခုနပြောတဲ့ DPP study ဆိုတဲ့ဒီ diabetes prevention study ကသုံးနှစ်မှာတွေ့ရှိရတဲ့အချက်အပြင်သူ့ကိုဆက်လက်ပြီးတော့စောင့်ကြည့်တဲ့အခါနှစ်ပေါင်း15နှစ်ကြာသွားတဲ့ အခါဒီလူတွေကိုပဲပြန်ပြီးတော့လိုက်ကြည့်တဲ့အခါကျတော့သူက25ရာခိုင်နှုန်းထိထပ်ပြီးတော့တားဆီးနိုင်တာတွေ့ရတယ်ဆိုတော့3ယောက်1ယောက်လောက်တားဆီးနိုင်တာတွေ့ရတယ်ဆိုတော့တော်တော်လေးเนาะထိရောက်ပါတယ်15နှစ်ကြိုင်ထိကိုเนาะကာကွယ်ထားနိုင်တာတွေ့ရပါတယ်เนาะမက်ဖော်မင်တောက်သုံးတဲ့လူဆိုရင်တော့18ရာခိုင်နှုန်းထိကိုဆက်လက်ကာကွယ်နိုင်တာတွေ့ရပါတယ်ဆိုလိုတဲ့အတိတ်ပဲကတော့ဒီစီဂျူသွေးဂျူเนาะ lifestyle နဲ့ကာကွယ်ခြင်းဟာเนาะနှစ်ပေါင်းများစွာအထိ เนาะဆက်လက်ပြီးတော့ကာကွယ်ထိန်းသိမ်းထားနိုင်တယ်စီးကျုံမဖြစ်အောင်ကာကွယ်ထားနိုင်တယ်ဆိုတာပဲအချက်ပဲဖြစ်ပါလေเนาะဒီဒုတိယ study က finish ပေါ့เนาะ finish study မှာဆိုလို့ရှိရင်တော့ဒီသူက၄နှစ်စမ်းသပ်ကြည့်တဲ့အခါမှာစီးကျုံမဖြစ်အောင်43ရာခိုင်နှုန်းကာကွယ်နိုင်တာတွေ့ရှိရပါတယ်အဲတတိယတစ်ခုကတော့တရုတ်ပြည်မှာလုပ်တဲ့တာချင်းเนาะ diabetes prevention outcome study ပေါ့ဒီ study မှာတော့သူကတော့ဒီနေ့ထိုင်စားသောက်မှုပုံစံတွေကို နော်စံတစ်စစ်တဲ့အခါမှာရေတူရာမကပြီးရေရှည်မှလည်းစီးချိုတွေကိုကာကွယ်နိုင်တယ်သူတို့နှစ်ပေါင်းခုနှစ်နှစ်မှနှစ်30အထိကာကွယ်ထားနိုင်တယ်ဆိုတာလည်းသူတို့အားရစွာတွေ့ရှိရပါတယ်နော်ဆိုတော့ကျမတို့အအချိုစီးချိုတွေကစီးချိုကာကွယ်ခြင်းကိုလုပ်လို့ရှိရင်เนาะအောင်မြင်နိုင်ပါတယ်ကာကွယ်နိုင်ပါတယ်ဆိုတာကိုတက်သေးတာတကားတွေအများကြီးတွေ့ရပ ဒါဆိုရင်ဘယ်လိုကာကွယ်ရမလဲပေါ့နော်ဘယ်လိုကာကွယ်ရမလဲဆိုလို့ရှိရင်စီချိုယောဂကာကွယ်ခြင်းကအဲ့ဒီမှာအဓိကနှစ်ခုပေါ့ lifestyle ပြုပြင်ပြောင်းလဲခြင်းပေါ့နော် lifestyle ဆိုတာကနေ့စဉ်နော်စားသောက်နေထိုင်ခြင်းပုံစံပေါ့နော်အဲ့ဒါကိုပြောင်းလဲပေးခြင်းနဲ့နော်တချို့ကတော့ metformin တောက်သုံးခြင်းကိုလည်းလုပ်လုပ်နိုင်တယ်ဆိုတော့ lifestyle ပြုပြင်ပြောင်းလဲခြင်းမှာဗားရီအရေးကြီးလဲဆိုတော့ weight ချခြင်းပေါ့ကိုယ်လေးချိန်ချမယ်အဲယော့စီအောင်လုပ်ရမယ်စားသောက် နေထိုင်မှုပုံစံပြောင်းလဲရမယ်။ပြီးတဲ့အခါနေ့စဉ်လှုပ်ရှားသွားလာမှုလေ့ကျင့်ခန်းပေါ့နော်။လေ့ကျင့်ခန်းလုပ်ခြင်းကိုသုံးခုကိုလုပ်ပေးရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နည်းနည်းအသေးစိတ်လေးရှင်းပြခြင်းတာကတော့လေ့ကျင့်ခန်းပေါ့လေ့ကျင့်ခန်းဘယ်လိုလုပ်ရင်ထိရောက်လဲဆိုလို့ရှိရင်နော်အမျိုးသားနှစ်စူးကြိုကနော်မဖြစ်အောင်ကာကွယ်တဲ့နေရာမှာနော်ဒါဘလောက်ရခိုင်နှုန်းဝိတ်ချရမလဲဆိုရင်900ရခိုင်နှုန်းပေါ့နော်အဥပမာဝိတ်ကပေါင်200ရှိတဲ့သူဆိုလို့ရှိရင်14ပေါင်လောက် တော့ခြားသင့်ပါတယ်။နော်အဲ့လောက်ခြားလိုက်ရင်နော်စီးကြိုကာကွယ်ခြင်းဖြစ်ပါတယ်။ဒီလိုရရှိဖို့ဝေးချနိုင်ဖို့လေ့ကျင့်ခန်းကဘယ်လိုလုပ်သင့်လဲဆိုတော့တပတ်မှာဆိုလို့ရှိရင်နည်းနည်းဆုံး150မိနစ်ပေါ့နော်။တရက်ကိုမိနစ်35ရက်တပတ်မှာ9ရက်လုပ်မယ်ဆိုမိနစ်150ကိုလက်လှုပ်ရှားခြင်းကိုအဲပြုလုပ်ရပါမယ်။ နောက်တစ်ခုကတော့အစာတောက်ပေါ့နော်ဒီလေးချင်းကန်းလုတ်တဲ့အပြင်ဒါစားတောက်ကျမ်းမာသောအစာအစာကိုစားသုံးရပါမယ်ကျမ်းမာတဲ့အစာအစာဆိုတာကယ်လိုရီဆိုတာကျမတို့အစာပေါ့နော်အစာတောက်ကိုလျှော့ချရမယ်စားတဲ့အစာပမာဏတွေအကုန်လုံးလျှော့ချရမယ်နော် စားစာရဲ့လမ်းညွှန်တွေကိုဒီပရမစ်ပေါ့နော်ဒီပုံမှာပါတဲ့အတိုင်းเนาะသူများများစားရမယ့်ဟာဘာတွေလဲ short စားရမယ့်ဘာတွေလဲဆိုချင်းချင်းပြီးတော့เนาะပရမစ်ပုံစံစနစ်အတိုင်းစားသုံးမယ်ဆိုလို့ရှိရင်ကျမ်းမာတဲ့အစာအသောက်ကိုเนาะစားသုံးခြင်းဖြစ်ပါတယ်เนาะဒါကြောင့်အကျိုးစီးကျိုးယောဂါရှိသူတွေအတွင်းเนาะတင်တင်တဲ့စားသုံးမှု ပုံစံတွေမှာဆိုရင်ဘာတွေရှိလဲဆိုတော့အာဟာရပေါ့နော်အာဟာရပြည့်ဝတဲ့အစစ်အစံတွေစားရမယ်။နော်ကယ်လိုရီပေါ့ ကယ်လိုရီနည်းတဲ့ဟာเนาะဒီစားတဲ့ပမာဏကိုရှော့ချမယ်အထူးသဖြင့်ကျမတို့ကာဘိုဟိုက်ဒရိတ်တွေရှော့တင်ပါတယ်เนาะစံတွေရှော့တင်တယ်ဂျုံတွေရှော့တင်တယ်ကယ်လိုရီများတဲ့အစီတွေပေါ့เนาะအစီတွေကိုလည်းရှော့ရမယ်ပေါ့เนาะတက်တက်လွတ်စားတာတို့เนาะသီးရွက်တွေများများစားတာတို့ဒါတွေအကုန်လုံးကလည်းကျမတို့เนาะစီးချိုတားဆီးခြင်းမှာအရေးကြီးပါ နောက်တစ်သီးတွေပေါ့เนาะတစ်သီးတို့အစေးအစံတွေစံလုံးယူတစ်သီး အတီးအရွက်ဒါတွေများများစားမယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသုံးစီကိုသုံးဆွဲသင့်ပါတယ်เนาะဒီအကောင်းဆုံးကဆိုလို့ရှိရင်တန်လွင်စီစားသုံးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့ဒီအစားအသောက်တချို့တွေမှာနမူနာပြောမယ်ဆိုလို့ရှိရင်เนาะအကောင်းဆုံးပေါ့ကဘာပေါ်မှာဒီသွေးတွင်းနဲ့စီးကြိုတွေအတွက်အကောင်းဆုံးအစားအစာဆို Mediterranean diet လို့ခေါ်ပါတယ်အဲ့ဒီ Mediterranean diet မှာဆိုလို့ရှိရင်သူတို့ကတော့အဓိကတော့ เนาะအချိုးလုံးဝရှောင်ထားပါတယ်ပဲမျိုးမျိုးတို့ငါတို့ဒါစီဒီမှာလဲတန်လွင်စီတို့အစေဆန်ခုမာတဲ့အစေဆန်နေဒါတွေအများကြီးပါပါတယ်เนาะဒါတွေကကောင်းတဲ့စားဖြစ်ပါတယ်။နောက် vegetarian ပေါ့နော် vegan ဒီတင်းတင်းဟိရက်တွေမျိုးစုံစားခြင်းရလဲဒီကျမ်းမာတဲ့ဇီးကျိုအတွက်တင်းလျော်တယ်။နောက်တစ်ခုကတော့နောက်အစားအသောက်တစ်မျိုးပုံစံက low carbohydrate diet low carbohydrate ကျမတို့ဒီမြန်မာနိုင်ငံလိုမျိုး နော်ဒီအရှိတောင်အရှာတွေမှာဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ဆန်တွေဂျုံတွေနော်သမင်းတွေအများကြီးစားကြပါလေဒီစားတဲ့အစားအစာတွေမှာဒီဆန်တွေဂျုံတွေကိုအများကြီးလျှော့လိုက်မယ်ဆိုရင်ခါတိုင်းပုံမှန်အဖြစ်တော့60ရာခိုင်နှုန်းစားကြတယ်ဆိုတော့အခုဒီ diet မှာတော့26နဲ့45ရာခိုင်နှုန်းအတွင်းပဲနော်နည်းနည်းပဲစားလိုက်မယ်ဆိုလို့ရှိရင်ကျမတို့စီးကြိုကိုလည်းနော်ကာကွယ်နိုင်ခြင်းဖြစ်ပါတယ် ဲ့တွေ့ကြောင်ဝေးလျှော့တာတို့နော်လေ့ကျင့်ခန်းတွေမလုပ်နိုင်ဘူးဆိုရင်ဆေးအကူလေးတချို့ပေးလို့ရပါတယ်နော်အဲ့ဒီတဲမှာတော့နော် metformin ကတော့ဒီလိုနော်စမ်းသပ်ချက်တွေအကုန်လှုပ်ထားပြီးတာမှဆိုလို့ရှိရင်တင့်လျော်ဆုံးဖြစ်ပါတယ်နော်သူကတော့ဘာကြောင့်လဲဆိုတော့ဘေးအတွက်ဆိုးကျိုးလဲအလွန်နည်းတယ်တနေ့မှာတစ်လုံးနှလုံးလောက်နော်တောက်နေမယ်ဆိုလို့ရှိရင်ဒါသူကစီးကျိုးကိုအထိုင်လျောက်ကာကွယ်လို့ရပါတယ်နော်တချို့ကတော့ဒီဒီ lifestyle ကတော့ နော်ပိုကောင်းတဲ့အတွက်ကြောင့် life size ကိုတော့လည်းမလိုသင့်ပါဘူးမက်ဖော်မင်နဲ့ life size နှစ်ခုပေါင်းလို့ရှိရင်တော့ကာကွယ်တဲ့စွမ်းအားတွေကတော့ပိုပြီးတော့ကောင်းသွားတာတွေ့ရှိရပါတယ်နော်ဒါကြောင့်တချို့ met formin ကတော့တောက်သုံးတဲ့ခါကြလို့ရှိရင်နော်ချူတက်လည်းတင်းတင်းရော့စေတယ်နော် life size ကိုလည်းပြောင်းလဲတဲ့ခါနော်နှစ်ယောက်နှစ်ခုသွဲပြီးရင်ပိုကောင်းပါတယ်ဘီတွေ့ဆူဂျူးအလွန်နည်းပါတယ်ကျမတို့ဒီတချို့ကတော့အများကြီးတော့မဟုတ်တချို့တလေ ဆိုလို့ရှိရင် metformin တောက်သုံးတဲ့အခါမှာမတည့်တဲ့သူရှိပါတယ်မတည့်တာတော့ကြီးကြီးမားမားတော့မဟုတ်ပါဘူးအစာမစားကျင်တာရင်လေပွားတာတို့ဝင်းနည်းနည်းပြက်တာတို့နော်ဒါတွေရှိခဲ့ရင်လည်းဒါတောက်သုံးဖို့နော်မသင့်ပါဘူးဒါတွေကိုနော် patient တွေလူနာတွေမခံနိုင်ပါဘူးနော်အလုံးကုဏပြောတယ်နော်ဒါ life side ပြုပြင်ခြင်းအစာတောက်ကြမ်းမာတဲ့အစာအစာပြုပြင်ခြင်းနော်အဲ့ဒါတွေအပြင် နော် metformin တောက်သုံးခြင်းဒါတွေအပြင် အရေးကြီးဆုံးတစ်ချက်လေးကျွန်မ add လုပ်ချင်ပါတယ်အဲ့ဒါက stress ပေါ့နော် stress တွေသိမ့်များအောင်နေလို့ရှိရင်လည်းနော်တာရှည်ပါဆိုလို့ရှိရင်စီးကြိုတွေများလာတတ်တယ်ဒါ stress ရောတဲ့နီလန်းလေးတွေကိုလည်းနော်ကျင့်သုံးသင့်ပါတယ်နော်ဆိုတော့အဲဒါတွေကအကုန်လုံးလုံနိုင်တဲ့အခါလူနာတွေနော်လူကျွန်မတို့ပြည်သူလူထုတွေအကုန်လုံးနော် life style ဒါတွေလုပ်ဖို့ဆိုလို့ရှိရင်အောင်မြင်အောင်ပိုလုံနိုင်တဲ့အောင်နော်ဘာလုပ်လို့ရလဲဆိုတော့ကျမတို့ live တခြားနိုင်ငံပေါ့အမေရိကန်တို့ ဆိုတဲ့နိုင်ငံတွေမှာအခြားနိုင်ငံတွေမှာ lifestyle coach ပေါ့နော် lifestyle ကြီးကိုနော်အနီးကပြုပြင်ပြောင်းလဲပေးနိုင်သောလမ်းညွန်သူကိုနော်ဒါသူတို့ကိုသင်တန်းပေးပြီးတော့ခန့်ထားရတယ်ဆိုလို့ရှိရင်ဒါသူတို့တွေကအများကြီးကျိုးပေးနိုင်ပါတယ်အဲအဲ့ဒါကတော့ lifestyle coach လုတ်တဲ့သူတွေကအများဖြင့်ဗာဒီလုတ်ပေးနိုင်ဆိုဒီစီချိုလူနာတွေအချိုပေါ့နော်ဒီအချိုစီချိုလူနာတွေစနစ်တကျစစ်ဆေးပြီးတော့ဘယ်လိုစားတောက်တွေဘယ်လိုလေ့ကျင့်ခန်းတွေပေါ့နော်တချို့ကလေ့ကျင့်ခန်းကိုဒီလိုအရန်သွားလုတ်လိုက်လို့ရှင်ဒီထိခိုက်ဒဏ်ရာတွေရနိုင်လို့ဆိုနော်နှလုံးရောဂါရှင်လည်းမလုတ်သင့်ဘူးပေါ့လုတ်သင့်မလုတ်သင့်ချင်းချင်းပြီးတော့နော်ဒါစမ်းသစ်ပေးတယ်နော်နောက်တစ်ခုကသူတို့ရဲ့တိုးတက်ပြောင်းလဲမှုတွေကိုလည်းအချိန်နဲ့တပြေးညီနော်လိုက်လံပြီးတော့ကြည်ပေးတယ်အားပေးတယ်နော် နောက်တစ်ခုကတော့လူနာတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာပေါ့စိတ်ဓာတ်တွေကိုလည်းပြုပြင်ပေးနိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကစီချိုအကြောင်းကိုလည်းပို့ပြီးတော့ဂဂနနာသိရှိအောင်ပညာပေးနိုင်တယ်ပေါ့နော်ဒါကြောင့် lifestyle coach တွေကျမတို့တိုင်းပြင်မှာလည်းများများရရှိအောင်ကျမတို့သင်တန်းတွေပေးပြီးတော့နော်မွေးမြူသင်ပါတယ်လို့ကျမအကြံပြုပို့တော့ လို့ပါတယ်เนาะညီကုန်းချုပ်ပြောရမယ်ဆိုရင် အကျိုးစီးချိုကကိုစီးချိုယောဂအဆင့်အဖြစ်မခံပါစေနဲ့လို့เนาะအဲ့ဒါပြောကြားလို့ပါတယ်အဲဖြစ်နိုင်ခြေရှိ မရှိကိုလည်းเนาะအရင်ဆုံးစစ်ပါဖြစ်နိုင်ခြေရှိပြီဆိုလို့ရှိရင်နော်သွေးစစ်ပါသွေးစစ်မယ်ဆိုရင်တော့အဲ HbA1c တို့မဟုတ်နော် OGTT ပေါ့နော်အဲ့ဒါကိုစစ်လိုက်မယ်ဆိုလို့ရှိရင်အဲဒါတွေ့နိုင်ပါတယ်အဲကောင်းတယ်ဆိုလို့ရှိရင်လည်းနှစ်ဆင်ပေါ့နော်မှန်မှန်အဲထပ်ပြီးတော့ စစ်နေဖို့လိုပါတယ်လို့เนาะဒီအကျိုးစီးကျိုးဖြစ်လာရင်အစောဆုံးပေါ့เนาะစတင်ပြီးတော့เนาะစတင်ပြီးဆောင်ရွက်ပါเนาะဒီတိုင်းမထားပါနဲ့เนาะစတင်ပြီးတော့ကျန်းမာသောနေထိုင်စားသောက်ခြင်းအလေးထားကိုပြုပြင်ပါတက်ကျွန်းတဲ့ life cycle ကိုဖြစ်ဖြစ်เนาะဆရာဝန်တွေမှာတမားတော်တွေဖြစ်ဖြစ်เนาะစောစောတိုင်ပင်ပါเนาะကဲကျမတို့အကျိုးစီးကျိုးယောဂါတွေကနေပြီးတော့အကျိုးစီးကျိုးမှာ စီချိုယောဂများမဖြစ်အောင်เนาะကာကွယ်ခြင်းဖြင့်ကျမတို့မြန်မာနိုင်ငံအပြည်သူပြည်သားများအားလုံးဒီစီချိုယောဂမှเนาะစီချိုယောဂဤเนาะဘေးအန္တရာယ်မှာကင်းဝေးပြီးတော့အားလုံးကျန်းမာချမ်းသာကြပါစေလို့ပြောကြားရင်းနဲ့ညီကုန်းချုပ်ပါရှင်ซีฟัม caring for well-being